ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဆရာကြီးကမင်းရေးသားထားတဲ့ဝိညာဉ်ဆောင်နေရဲ့နာဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်ပြများတွေကိုသိနိုင်အောင်လို့ဘေးနားက Notify Bell လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ဒေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာကိုမြတ်ကျွန်းတယောက်ဒူးလေးတစ်လက်လက်မှာဆွဲပြီးတော်ထဲဝင်ခဲ့ပါတယ်သူကမျိုးနဲ့ယိုးနဲ့မုတ်ဆိုးလို့ကိုလုံလာရည်သူတော့မဟုတ်တလောက်ကိုတစ်ကြိမ်မဟုတ်နှစ်ကြိမ်ခန့်သာတောထွက်ပြီးအမဲပြစ်လေးရှိတယ်ကျန်ရက်တီမှာတော့တိတ်ခုတ်ဝါခုတ်လုံးနဲ့အတမွေးဝမ်းကြောင်းပြုခဲ့ပါတယ်ဒူးနေထိုင်ရာရွာရဲ့အရှိတ်ဘက်ရိုးမှတောင်တန်းကြီးတွေကာစီနေတယ် ဒရုန်ရောင်လေးကနေတဝက်ခရီးသွားလိုက်ပြီးတာနဲ့တောင်ကြီးကိုရောက်တဲ့ရိတ်တောင်ကျောပေါ်မှာအမဲကောင်တွေကိုဝါသနာရတောတက်အမဲလိုက်ခဲ့တယ်။တားဝါကိုရပါကရောင်းချခြင်းမပြုဘဲစားနေနေလဲကအိမ်စားရဲ့အဓိကရည်ရွယ်ရင်းဖြစ်ပါရဲ့။ဒါကြောင့်တမင်ကြီးဆက်တရေတကောင်းကောင်းရလာနေသူတော်ရဲကပြန်ထွက်လာလိရှိပါရဲ့။တခါတည်းရတောပေါ်မှာမျက်စိလဲပြီးတ냐တာလွန်မြောက်ပြီးမှရွာပြင်ရောက်လိရှိတယ်။ တားကောင်တွေကလည်းမြေပြန့်ဘက်အချမ်းမှာအတွေ့နေတဲ့အတွက်တားကောင်ရဖို့အတွင်းကြကြဝင်ရလိမ့်ရှိတယ်။ဒီနေ့ညနေဆောင်လာခဲ့ပြီ။တားကောင်ဟူ၍တီတီမမမတွေ့ရတာကြောင့်တဖြည်းဖြည်းတော်တဲ့ဝင်လာခဲ့ရာအတွင်းကိုရောက်မှမသိရောက်ခဲ့တယ်။အပင်ကြီးများအောက်ခြေမှာကျုံနေပေါင်းမြက်အနေချင်းသာရှိပါရဲ့။ဒီလိုတောင်အောင်မျိုးကလည်းရှာရှာပါပါတွေ့ရခဲ့တယ်။အောက်ခြေနေငယ်ရှင်းလာကြောင့်ခက်လန်းလန်းအထိတားအောင်ကိုမြင်ရတယ်။ တဏီယာရောက်မှာစပ်ပေါက်တကောင်ကိုတင်ရတယ်။စပ်ပဲဖြစ်ဖြစ်သမေမဲဖြစ်ဖြစ်အကြီးသေးရွေးချယ်ရဲ့အချိန်မရတော့တွေးရဲ့ကောင်ကိုပြေခတ်ပြီးတော့ရွာကိုပြန်တော့မယ်လို့ဆုံးဖြတ်ကစပ်ပေါက်လေးကိုဒူးလေးနဲ့ချိန်လိုက်တယ်။ဒါပေမဲ့အောက်ခြေရှင်းနေရကြောင့်စပ်ပေါက်လေးနဲ့မြတ်ထွန်းကိုမြင်လိုက်တာနဲ့လမ်းဖြတ်ပြီးပင်စီလေးကြားပြေးလာဝင်သွားကဒူးလေးတကက်အနေထားရောက်ရှိရင်နောက်ကနေပြေးလာမိရဲ့ဒီဟောလဲတင်လိုက်တော့ကွာဘယ်နာတော့ရောက်သွားပြီလည်းမသိဘူး မြတ်တော်လိုက်ရှိကိုဆက်ပြီးလိုက်ခဲ့တယ်။ဒီတိုင်းဆိုရွာပြင်ဖို့မလွယ်တော့ဘူး။တပင်းတပင်းပေါ်ရေးပေါ်တက်ပြီးအိမ်လိုက်ရင်လင်းစင်တစ်ခုလှုပ်ထားရင်စုံပြင်းလိုက်တယ်။ဟမ်ဒီနားမှာဝါးပင်နေလည်းမရှိဘူး။တောင်စောင်းတနေရာကိုသွားပြီးအမင်းကနေဝါးရှိနိုင်တဲ့နေရာကိုရှာဖွေကြည့်တယ်။ဟာဘူးအောင်နားမှာဝေယုံတွေ့တယ်။အဲဒီကိုဆင်းပြီးလင်းစင်ကိုရောက်ဝါးသုံးလုံးလောက်ဆင်းခုတ်မယ်။ သူဆုံးဖြတ်ချက်ကြောက်ပြီးရနေဝါဝင်းနေပေါင်းနေတဲ့တောင်ဆောင်ကိုဆင်းလာတယ်။ဟာဟိုရှိမှာပါလေ။မိုးကြီးတို့တောင်မြူကြထားတာပဲ။တတိသာပြီးဆင်းရမယ်။ရှင်လာမှာဝင်ရုံမီတွေ့ပြီးသုံးလုံးလောက်ဆိုလင်းစင်လို့လို့အတော်ပဲ။ကြောရဲဝင်တဲ့ကလမ်းထွင်ရဲ့ဓာတ်ကြောင်အမြဲဆောင်ထားတဲ့အတွက်ဝါဝင်းကုန်ရခက်ခဲမရှိဝါကိုကြီးကြီးမားမားကုန်ရမလို့လူတကူထံရွေးရရင်တော်ပြီ။မြတ်ထွန်းလေးတောင်ပြူထားတဲ့နှကန်းစကားနေပြီး ကြောက်တုံးတွေကိုနင်းပြီးပေ90ခန့်အနေပိုင်းမှာပေါက်နေတဲ့ဝဲယုံစီကိုရှေးရှုပြီးဆင်းလာခဲ့ပါရင်သူနင်းလိုက်တဲ့ကြောက်တုံးကအောက်ကိုရှော့ခနေးကြောက်သွားပြီးမြက်ထွန်းလဲခြေလွတ်လက်လွတ်ဒလိကောက်ကွေးကြောက်ဆောင်ပြူစင်းရစင်ကြီးရှော့တိုင်းအောက်ကိုကျသွားတယ်ခန္ဓာကိုယ်ကိုကြောက်တုံးအစွန်းလေးတွေနဲ့ပုတ်တိုင်းပြီးတော့နာဒီကတမျိုးသူ့ခန္ဓာကိုယ်ပေါ်ကြောက်တုံးလေးတွေကျလာ၍ထိခိုက်မိဒီကတသွင်းနာကျဲစွာခံစားရင်းအောက်ထီရောက်ခေါင်းနဲ့ကြောက်တုံးဆောင်မိကဂျယ်ရီလော်ရီမြင်ပြီး လောကကြီးနှင့်ခိတ္တမြောက်အဆက်အသွယ်ပြတ်သွားရင်ယထွန်းတယောက်တတိမိနေရာမှာသူ့ခန္ဓာကိုယ်ကိုမာကြောရဲ့ယာနေအထူးရတယ်လို့ခံစားရတဲ့အတွက်လန်နိုးသွားတယ်လို့ဖြစ်ကမျက်လုံးဖွင့်ကြည့်လိုက်တယ်မြထွန်းရဲ့မျက်လုံးမြင်မှာသူ့ဘေးပတ်လည်ယူနီဖောင်းဝတ်တနတ်ကိုင်လူလေးယောက်ကိုတွေ့ရတယ်တနတ်ဒီမှာခင်မမီရောတဲ့ rifle တနတ်ဒီဖြစ်ပါရဲ့သူတို့ထင်းကတယောက်ကစကားမပြောဘဲအဲမူယာနေသူ့ကိုထားရပုံစံလုပ်ပြရင် ခေါင်းမအုပ်ထုပ်တီမပါရဲတဲ့အတွက်မိလူမိဘမကွဲပြားအဲ့ဒီချိန်မှာနောက်ကနေသူ့အရွယ်ရှိုင်းကြီးအဟောင်းဝေးပြီးပစိုးဝေထားတဲ့လူတယောက်အနည်းကိုရောက်လာတယ်။ဟေ့အောင်မင်းမတူလေဒီဟိုဘာကြောင့်ရောက်လာလဲလို့မာစတာတွေမေးတယ်။အဲ့ဒီလူရဲ့စကားတဲ့ထွက်လာမှပြီးသူ့ကိုဖဏန်းနဲ့စောက်ကန်နိုးနေသူတွေမှာဂျပန်စစ်သားတွေဖြစ်ကြောင်းသိလာရပါတယ်။ဒီအချိန်တော်ရမှာဂျပန်နေဘာကြောင့်ရှိနေရသည်ကိုစဉ်းစားမရဘူး။ စီတီပြီးခဲ့ဒီမှာပဲနေ့90ခန်းရှိပြီးဂျပန်စစ်သားတွေဂျပန်ပြည်မပြတ်မဲတောရဲမှာကိုအောင်းနေခဲ့သီလားမသိဒါဆိုအကြောင်းထူးတော့ရှိလိမ့်မယ်လို့စဉ်းစားမိလိုက်တယ်။နောင်ကြီးကဗမာလူမျိုးလားဟုတ်တယ်ငါမာစတာကြီးတွေကိုစကားပြန်လုပ်ပြီးနေရငါမေးရမင်းဖြစ်ရသေးဘူးတနဝါပေါက်တပင်ရွာသားပါဒီတောင်ကျောမှာတလားကိုနှစ်ခေါက်သုံးခေါက်အမဲပြစ်လာနေကြပါအခုလေးစင်ထုံးလို့ဝါစင်ခုတ်တာ ခြေတော်ပြီးတော့ဒီရောက်ကိုလိန်ကြလာတာပါမင်းရတော့ကြံဆူတာပဲမင်းဒီရီယာကိုဘယ်လိုပုံစံနဲ့ရောက်လာရောက်လာမင်းအတွက်ပြန်လည်းမရှိတော့ဘူးကဆိုင်လို့လေဗျခမရတို့ဒီမှာနေကြသလိုနေတူလေဒီကပေါ်ပြန်တယ်ပြီးအမဲပြည့်တယ်လို့လှုပ်မှာပဲငါတို့နေရာမင်းတိသွားပြီလေခမရတို့နေရာတိတော့ကျုပ်ကဘာလုပ်ရမှာလဲပြီးတော့ဘာအကျိုးမြတ်ရမှာပို့ခမရတို့တောင်ရှောက်ပြောရမှာလဲ ဘာပဲဖြစ်ဖြစ်ဒီကိုရောက်လာတဲ့သူတိုင်းအမဲပြစ်လာလို့ပြောကြတာပဲမိမစာရေးရရဲ့ရန်နာပစ္စည်းခိုးယူမလို့လာတာမလားဟာကျုပ်ဘာရေတနာမှမသိဘူးအဲ့ဒီချိန်မှာဂျပန်တယောက်ကစကံပြေဘက်ကိုလှည့်ပြီးဂျပန်လိုပြောလိုက်တယ်မစာရေးကမင်းကိုပြန်မလွတ်တော့ဘူးလေဟာဟာကျုပ်မပြန်လို့ဘယ်ဖြစ်မလဲခင်ဗျားတို့နဲ့လည်းမနေနိုင်ဘူးခင်ဗျားကျုပ်ပြန်ပဲခင်ဗျားရဲ့ဂျပန်တွေကိုပြောလိုက်ကျုပ်ညာကျုပ်ပြန်ပဲခင်ဗျားတို့ရှိရတဲ့အကြောင်းလုံးဝမပြောဘူး စကံပြန်ကဂျပန်လီပါလှည့်ပြီးပြောလိုက်တာနေသူတို့အားလုံးတခါဟာရှိလိုက်ကြတယ်ဂျပန်လေးယောက်နေစကံပြန်တို့လည်းသဘောကျစွာယီမောနီယာမှာတဖြည်းဖြည်းလူပုံပြပြီးအယိုးစုကောင်ကြီးများဖြင့်ပြောင်းသွားတော်ရီအယိုးစုကောင်ကြီးများလက်ထဲမှာရိုင်ဖယ်တန်းတက်တွေကိုကင်ထားလျက်ရှိပါရယ်သူလဲနေရကအထားထိုင်လိုက်ပါရယ်ဘေဘီကိုကြည့်ဟော့ဂျပန်တရဲနဲ့တူတဲ့အရာဟု၍ဘာမှမမြင်အယိုးစုကောင်ကြီးများလည်းရှိမနေကောင်းမှာကြောက်တော့နေစောင့်မိပြီးတင်းလစ်သွားရမှာ ဂျပန်တရားရီကြောင့်အိမ်မက်ခဲ့ခြင်းဖြစ်ပါ၏ဟမ်ဂျပန်ဤဘယောက်သွားပြီလဲကောင်းကင်ကိုမော်ကြည့်လိုက်တော့ကြည်လင်သောအလင်းရောင်နှင့်တန်ရှင်းလက်ဆက်သောလေကိုရှူရှိုင်းမိလိုက်သည်ဟွန်းငါဒီတညာလို့ဒီမှာမေ့နေရပဲမိုးတော်လင်းသွားပြီဩဒါဟိုမှာကြာနေရပဲဒါဟိုသွားကားလိုက်ပြီးပြိုကျထားတဲ့ကြောက်တုံးလေးကိုနင်းပြီးရှေ့နားကိုရှောက်ကြည့်ရင်စုံပြန့်လိုက်ပါရဲ့မြတ်ထွန်းလေးပြီး90ခန့်ကျော်မှ တောင်းတရံပဲကြတဲ့အတိုင်းဒီဘက်ကလေတဖက်ထိတ်ကိုထိမ့်ပြီးရောရှောင်းလာတယ်။ကြောက်တုံးလေးတွေကိုတတိနဲ့နေရတယ်။ဒီပြူထောင်းတဲ့အတွက်ကြောက်တုံးလေးကအကမ်းမသိရင်ရှော်ပြီးကြောက်သွားနိုင်တယ်။ကံကောင်းစွာနေပြီတဖက်ကိုရောက်သွားခင်ပါရဲ့။ဟာဟိုရှိမှာဂူလားမသိဘူး။တပြေးပြေးချင်းပြီးအနည်းကိုရအောင်ရှောင်းလိုက်တယ်။ခြေချော်ပြီးအောက်ကိုလိမ့်ဆင်းသွားပါကတောင်ချီကိုပင်ပေလီ900မြောက်ပြုတ်ကျသွားနိုင်တယ်။ ောက်ကြောင့်ရဲ့အသက်ရှင်နိုင်ပွဲမရှိရခိုင်ကူပေါကတေးသေးဖြစ်နိုင်ပြီးမဲ့တောင်ပြိုကျသွားတဲ့အတွက်ကူပေါကကြောက်တုံးနေလဲပြိုကျတဲ့ထဲပါသွားတာကြောင့်ကူပေါကိုကျေပြန့်စွာ ဖြစ်ပေါ်နေတယ်။ဓာဝကြည်ကြည်ပေါဆုပ်ကန်ပြီးကူထဲကို ဝင်ခဲ့ပါရီ။ကူပေါကျန်နေရာကြောင့်အထဲတော်လန်းလန်းအထိအလင်းရောင်ဝင်နေတယ်။ရှီနာနဲ့နေရှောက်လိုက်တာနဲ့လူရိုးစုနှစ်ခုကိုတွေ့လိုက်ရပါရီ။ရိုင်ဖယ်တနတီကိုသူတို့နီးမှာတွေ့ရတဲ့အတွက်ဂျမန်စစ်သားတွေရဲ့အယူမခံမှန်းမိတယ် ရှေးကိုဆက်လျှောက်ခဲ့ရာကျွန်းတစ်တာ၄၅လုံးနှင့်တန်တစ်တာတွေကိုတွေ့လိုက်ပါရယ်တန်တစ်တာတွေကကြီးစံထဲတဲ့တစ်တာတွေဖြစ်ကြောင်းသိရတယ်မြတ်ထွန်းလည်းကျွန်းတစ်တာကြီးပေကိုဖွင့်ကြည့်ရန်စိတ်ကူးလိုက်တယ်တော့ကလောက်ကြီးပေခက်ထားတာပဲခုရင်ကကြောက်တုံးတုံးကိုကောက်ခံပြီးတော့ကလောက်ကိုထူးချီလိုက်လေနှစ်ပေါင်းများစွာကြာပြီးဖြစ်တော့တန်တယ်ရီတန်ကြီးပြီးစားနေတယ်ကြောက်တုံးထူးချက်ကြောင့်တော့ကလောက်ပြင်သွားတယ် ကျောတတာကြီးထဲမှာတက်တာနှလုံးဆင်ပြီးထဲထားသည်ကိုတွေးလိုက်ရပါရဲ့တတိတာကိုကတ်ထားတဲ့တောကလောက်ကိုလည်းထူးရိုက်ပြီးတော့ဖွင့်လိုက်ခြင်းဟာအနေမနှောပါလားရထောတက်တာတွေကပစ္စည်းတွေကိုမြင်ပြီးညလုံးပြူသွားရဲ့တက်တာတွေကစိန်ရွှေပတံများယတနာမျိုးစုံနဲ့ပြည့်လုံထားတဲ့လက်ဝတ်ယတနာတွေအပြည့်ရှိနေတာကိုတွေးလိုက်ရတယ်ဟာကွာပြီဒါရီယိုငါတည်နေသမျှတည်ရင်ဘာလဲထင်ရမလဲ ဒီတန်သစ်တာကြီးလည်းမနိုင်ဘူးသူတောင်းလိုက်ထွက်ရင်ဘောင်းမီရှင်နေထွက်လိရှိပါရဲ့ဘောင်းမီအိမ်နှစ်ဖက်တည်းရရနာပစ္စည်းတချို့ကိုထိုးထည့်လိုက်တယ်ဟာဘောင်းမီအိမ်တည်းထဲလို့တော့ဘာမှပါမှာမဟုတ်ဘူးဟာပေါ်အင်းကြီးချပြီးတော့ရနိုင်တယ်များအထမ်းသွားမယ်ရွာရောက်ပြီးမှအချိန်နေကြည့်ပြီးနောက်တစ်ခေါက်လာပြန်သေးမယ်သူအင်းကြီးချပြီးဖျားကြတာရဲနာပစ္စည်းတွေကောက်ထင်းတော်ရိအဲ့ဒီချိန်မှာကျိုးတက်တာကြီးနှလုံးသားကအကြီးမားရိ မွေကြီးတကောင်ပဘေးတောင်ပြီးထွက်လာတာကိုမြင်လိုက်တဲ့အတွက်ရဲနာရီကိုဆက်ပြီးမထဲတော့ပဲအင်းကြီးတဲထဲ့ထားတဲ့ရဲနာရီကိုယူသွားရင်တုံအောင်ဆွဲချပြီးပကုံးပေါ်ထန်းကဂူပော့ဘက်ကိုထွက်ခဲ့ပါရီသူရှိကိုအာယောဆက်ပြီးတီးတွက်စဉ်သူ့ကျောက်ကိုလှမ်းဆွဲတာကြောင့်လက်ကြီးလိုက်တော့အယိုးစုလက်ကြီးကမလွတ်တမ်းဆွဲထားသည်ကိုတွေ့လိုက်ရတယ်ကြောက်ကြောက်လန့်လန့်နှင့်ရီလက်ဘော်ကိုလွတ်နေတဲ့ခြေလွတ်နဲ့၄၅ချက်မြောက်ဆောင်းနေလိုက်ရောက် ကင်ထားတဲ့အယိုးစုလက်ကြီးလွတ်သွားရင်အဲဒီကမှရှိကိုပြေးထွန်းလာခဲ့တယ်။ဘလို့ပါလဲ။အသက်မရှိတဲ့အယိုးစုကြီးဟာငါ့ကိုဖမ်းဆွဲထားတယ်။နောက်ကတရေရီပြန်လိုက်လာအောင်မလားမသိဘူး။သူကဘဝရောက်တော့နေတောင်ပြိုထားတဲ့ဆက်ကနေအပေါ်ကိုအားဆိုင်ပြီးတော့တက်ခဲ့တယ်။သူအပေါ်ကိုအားဆိုင်ပြီးတက်နေစဉ်တောက်တုံးလေးလိမ့်ကြတန်ကြတော့ဘေးဘက်ကိုလှည့်ကြည့်လိုက်ရောက်တောင်ပြိုထားတဲ့နေရာတစ်လျှောက်အကောင်အထည်မမြင်ရတဲ့အရာတွေ သူနဲ့အပြိုင်လိုက်တက်နေရကိုတွင်လိုက်တယ်။ဖွေးဖေးပြူတဲ့တောင်ကြီးသားပေါ်မှာမမြင်ရတဲ့အရာများငဲလိုက်တော့အောက်မီတချို့အောက်ကိုဖွာကနေဖွာကနေကြောက်နေသည်ကိုတွေ့မြင်ရတယ်။ဟာဝင်းကြီးနေငါလောက်ကိုတိုက်နေပြီ။သူဇောင်းနေလေးလံတဲ့အထုပ်ကြီးကိုထမ်းပြီးအပေါ်ကိုရောက်ခဲ့ပါရဲ့။ယုတ်တိရဲ့သူ့ပခုံးပေါ်ကဆယ်ပိတ်သားခန့်လေးရဲ့အထုပ်ကိုဆောင်ဆွဲယူခံလိုက်ရတယ်။မထင်သောရင်အားရပါရအစိုးမကင်ထားမိအထုပ်ကသူ့ပခုံးပေါ်က အောက်ကိုပြုတ်ကျသွားပါတယ်။ဟာတော်ပြီတော်ပြီပြေပြေပြန်ပြီပြန်ပြီငါထုတ်ပြန်ပြီမြတ်ထွန်းလေးတို့ကိုလမ်းဆွဲမဲ့ပြုသူရှိချုံကကိုရဲမှာသူ့ကိုရံပြူးခဲ့တဲ့မွေကြီးဗပေးတော်မီချွတ်လာတော်ကိုမြင်လိုက်ရတော့ဓာတ်နေတစ်ချက်ရံပြီးနောက်ကိုလှည့်ပြေးခဲ့တယ်။တောင်ကုန်းပေါ်မှာအောက်ခြေရှင်းတာကြောင့်ခြေကုန်းတုတ်ရထွက်ပြေးခဲ့ရအောင်အတော်လေးရောက်တော့နောက်ကိုလှည့်ကြည့်လိုက်မိတယ်။မွေကြီးကတော့နောက်ကနေဘာမှမလာတော့ဒါကြောင့်ဒူးလေးခြောက်ထားရရာကိုသွားပြီးဒူးလေးကိုမယူရောပဲ ဓာတ်တလက်နဲ့လာလန်းကိုရှာပြီးပြန်ခဲတော့တယ်။ယနေ့ပိုင်းရောက်မှရွာကိုပြန်ရောက်ခဲ့ပါရဲ့။တနေ့လုံးအစာလုံးဝမစားရရေကတော့လမ်းမှာတောက်ခဲ့သည်။အိမ်ပြန်ရောက်တော့ဒူးလေးမပါတားကောင်လေးမပါတဲ့ဖြင့်အတွင်းငယ်အင်ကြီးမပါတဲ့အတွက်ဇနီးဖြစ်သူမအေးခြင်းအံ့ဩပြီးတော့တည်နေတယ်။ဘလို့ဖြစ်လာလဲ။ကံကောင်းလို့အသက်ပါလာတာငါအပြေးမြန်လို့နှမစိုးတော်ရင်မှာပေးနေပြီဘယ်လိုဖြစ်တာလဲ တော့ဟောအလိုက်ခံရလို့လားကဲတိုင်ပြရစေဟာဒီတနေ့လို့ထမင်းမစားသည်ငါ့ကိုရေတစ်ခွက်အရင်ကပ်ပြီးပြီးမှအားလုံးပြပြမယ်မအေးချင်းကပ်ပြီးရေခွက်ကိုယူလာပြီးအားရပါရတောက်ချလိုက်ပါလေကဲရှင်ဘလို့ဖြစ်လာရေဆိုတော့ပြပြစမ်းပါဦးငါ့အမေလာရေအချင်းကုန်သွားတယ်ညပြန်လို့ဖြစ်တော့တာနေလင်းစင်ထိုးမလို့တောင်စောင်းမှာဝါးစင်ကုန်တယ်အရင်မှာဂျပန်ကိကဂျပန်စစ်သားတွေ ဒုဗမာရီစီကလူရက်ထားတဲ့ရွှေငွေရတနာမျိုးစုံတစ်တာတွေထည့်ပြီးတောရဲမှာဖွက်ထားတာငါတွေးခဲ့တယ်။ငါလေးဘလို့သိရမလဲစဉ်းစားရင်အင်ဂျီချုပ်ပြီးရတနာပစ္စည်းတွေကြုံတက်လိုက်ခြင်း။တစ်တာရီတွေကမွေရောင်ကြီးထွက်လာလို့မြင်တော့ဆက်မတည့်တော့ပဲအင်ဂျီကိုထုတ်ပြီးရေနာရီထမ်းပြီးထွက်ခဲ့တယ်။ဂူအထွက်မှာဂျပန်အယိုးစုလက်ကြီးကဖမ်းဆွဲလိုက်သေးတယ်။မဖြစ်နိုင်တာရှင်။မင်းကငါပြောတာမင်းရော ငါပစ္စည်းတွေထမ်းပြီးကိုရဲကနေတောင်ပေါ်ပြန်တက်တော့တရရီနောက်ကလိုက်လာပြီးတော့အထုပ်ကိုဆွဲယူထားလိုက်တယ်ကွာသူလူကိုလူဖြစ်နေတော့ကိုရဲကငွေကြီးခြုံထဲကထွက်လာနေငွေကြိုက်တော့မခံနိုင်ဘူးဆိုပြီးအသက်လူပြေးခင်ရတာရှေတော်မှပြီးမဟုတ်တာတွေမြင်လာတာမလားတော်ကြောက်ခံနိုင်လို့ယူကြကြောင်ဖြစ်လာလားဟမ်ဒီမိမငါပြောတာမယုံဘူးအခြေအနေတည်ငြိမ်မှငါအဲ့ဒီနေရာသွားပြန်ဆောင်မယ် ရှင်ပြောလာလူသွားပြီဆိုဟုတ်တယ်ငါပခုံးပေါ်ကလူသွားပြီလူသွားမှတော့အဲ့ဒီနားမှာရှိတော့မလားရှင်ယူခဲ့တဲ့နေရာမှာပြန်ထားလိုက်မှာပေါ့ဘလူပဲထားထားယတနာရှိတဲ့ဂူနေရာငါသိပြီငါနောက်တစ်ခေါက်ထပ်သွားမယ်ကဲရေဝါတော်ပြီခဏလေးရေချိုးလိုက်ဘာချက်ထားလဲအချောပုတ်ထားရင်ပယ်ဒီဆွေပုံနဲ့အရေတော့ချက်ထားတယ်อืมနေချင်းညာစီတထေးဖြစ်ကောင်ဒီမှာ လက်လို့သွားရဲကွာစိတ်ကြကြလိုက်တာရင်းညူပြောဆိုပြီးရေပုံးဆွဲကရေချိုးရန်ရေရင်းကိုသွားရင်ရှင်တော်တတ်တဲ့ဘောင်ပြီးချွတ်ထားရဲ့ရေလေးပိုင်းနဲ့ချူကျုပ်ရေချိုးမှရှင်ပေါင်းပြီးရှင်လိုက်မယ်ရှင်ရှင်ရေကြီးစင်မှာမဟုတ်ဘူးမင်းလျှော်ပေးမယ်ဆိုတော့လေတက်တာတော့ကွာကိုမြထွန်းနဲ့ပကောင်းမတင်တော်ရဲ့ရေလေးပိုင်းမဆုပ်ကိုကောက်ဆွတ်လိုက်ပြီးဘောင်ပြီးချွတ်လိုက်ပါရီဘောင်ပြီးကိုအင်ရှိကပြင်းမှထိုင်နေတဲ့စရီးမအေးချင်းကိုပြစ်ပေးလိုက်တယ် ဟမ်ဘာရီလေဘောင်မီအိတ်ထဲမှာစေးဆွဲကြိုးတကုတ်ပတ်ပြားဆွဲကြိုးတကုတ်နဲ့လက်မသာသာခန့်ရှိရွှေတုံးလေးကြာလာတယ်ဟဲရှင်ရှင်ရောအမန်လားအော်ငါငါဘောင်မီအိတ်ကတည်းထိုးထည်ထားတာမိသွားတယ်ငါတွေ့တွေ့ချင်းဘောင်မီအိတ်နှစ်ဖက်လုံးထိုးထည်ထားတာဒီစီမြများမဝင်တာနဲ့အင်းညချပီးထည့်တာအဲ့နောက်ပိုင်းဘောင်မီရထည့်တာမိသွားတယ်ဒီဘက်အိတ်ကဆွဲကြိုးတကုတ်တွေ့နေတယ် ငါဘောင်းမီချေတော့ဒီချက်မကောက်ဘူးပြင်းရင်လောင်းရင်တောင်းပေါ်မှာကြာကုန်နေတဲ့တူရင်ဒါရီယာအောက်ဘက်ရောက်လို့ထွက်မကြတော့ဖြစ်မယ်အမလီလီလီဒီဆွဲကြိုးသုံးကုန်းနဲ့ရွှေအတုံးလေးနဲ့ဒီကျုပ်တို့တထေးဖြစ်ပါပြီတော့ဂျန်နရီစိတ်ကိုရင်မနေနဲ့တော့အေးကွာငါအင်းကြီးတဲ့ထဲထုတ်ထားတဲ့ပစ္စည်းတွေဆိုဘလောက်တံမလဲစဉ်းစားတာကြည့်ပြီးတော့ စိန်စကားလုံးကြီးသေးပြီနဲ့ပရက်ပုံစံပြည့်လို့ထားတဲ့စိန်ဆွေးကျိုးကိုဇနီးဖြစ်သူကလယ်ဘေးမှာကတ်ကြည့်လိုက်တယ်။အယောက်တစ်ပြက်ပြက်လက်သွားတာကြောင့်မိမဒီပစ္စည်းတွေကိုအိမ်ကြီးချင်းနေမြင်လို့ဖြစ်ဘူးတိမ့်ထားလား။နေနေရောက်လာကောင်းတယ်။ဒေါ်ရင်ကသင်ရဲ့လိုက်လာပြီးပြန်ယူသွားနိုင်တယ်။လုံခြုံတဲ့နေရာမှာဝှက်ထား။မဖြစ်ဘူးဖြစ်ဘူး။အိမ်ရှုံလေးရဲ့ထည့်ပြီးတုတ်လယ်ဘေးမှာဆွဲထားမယ်။အိမ်ကြီးအပြင်မထွက်စေနဲ့။အိမ်ရှုံရောလွယ်တကူရှိလား။ရှိတယ်ပတ်စံထည့်သေးနေအိမ်ရှုံလေး။ တစ်တောင်ထဲမှာအသင်ရှိတယ်။ကျောင်းစီဆွဲကြိုးသုံးကုန်းနဲ့ရွှေတစ်ဆယ်သားခန့်အတုံးလေးတုံးကိုအိတ်ရှုပ်တင်းထည့်ပြီးဇနီးဖြစ်သူလည်းပဲမှာဆွဲထားတယ်။ညသာတမင်းစားပြီးမနက်မော်လမြိုင်မြို့တက်ပြီးလက်ဝတ်လက်စားတကူကိုတွားရောက်ရန်အစီအစဉ်ချလိုက်ကြတယ်။ခဏခဏထုတ်ကြည့်မိနဲ့ညဘက်ဆိုတော့စိတ်ချရတာမဟုတ်ဘူး။အိမ်ထဲကမီးရောင်တွေ့လို့ပဲဖြစ်ဖြစ်စကားတဲ့ကြားလို့ပဲဖြစ်ဖြစ်ကောင်းရင်လာရင်ချောင်းကြည့်တတ်ကြတယ်။ကျုပ်အခုထိမယုံရဲသေးလို့ ဟုတ်မဟုတ်ရင်လားဆိုပြီးကြည်လာပါတော့အေးဒါဆိုပြီးမှမထားနဲ့ကိုနဲ့မကွာတာငါအိပ်ပျော်နေအောင်လဲထမကြည့်နေနော်ဗာလေရှင့်ဦးလားမကြည့်အောင်ပါဘူးဟုတ်ပါဘူးကွာမင်းနဲ့ဘင်းကအထုပ်ကိုဖွေးမကြည့်ဘူးပြောတာပါကဲဒါဆိုလဲအိတ်ကြဆိုမြတ်ထုံးတို့မှာကလေးနှစ်ယောက်ရှိတယ်ယခုကလေးနှစ်ယောက်ကတို့နဲ့တွေ့မရှိအဖိုးဖွားတို့လာခေါ်ပြီးပါသွားတယ်အဖိုးဖွားတို့ရွာနေမြတ်ထုံးတို့ရွာက တရွာနဲ့တရွာတိမ်မဝေးကြအဖိုးဘွားတွေကမြေးမိကိုတတိယရိခါလဲနေမကြမကြလာခေါ်သွားတတိမြတ်ထွန်းတို့ကတားနေရမေးထားရင်အကြီးကကြောင်းနေအငယ်ကတုံးနေဖြစ်ပါရင်မအေးချင်းကအိမ်မောကြသွားရေးဟောက်ပင်ဟောက်နေတယ်အချင်းကညတနာကြီးကြော်ပြီးအိမ်ထင်ရကိုပုတ်တဲ့အတန်မြတ်ထွန်းကြားလာကြအောင်လို့သွားရင်အိရှင်တို့အိရှင်တို့လာစမ်းပါဦးမြတ်ထွန်းတကားဖွင့်ပေးလိုက်ချင်းဟဲ့ မြက်ထုံးကိုရိုင်ဖယ်တနက်၄လက်နဲ့ချိန်ထားတဲ့ဂျပန်၄ယောက်နဲ့စကပြန်ကိုတွေးလိုက်တယ်။မင်းမြက်ထုံးလား။ဟုတ်တယ်။ဘာကိစ္စရှိလို့လဲ။မင်းမာစတာကြီးကတော့သူတို့ပစ္စည်းတွေမင်းယူထားတယ်။အဲ့ဒါပြန်ယူမလို့လိုက်လာတာ။မင်းရောငါမင်းပဲ။မင်းကဗမာလူမျိုးမဟုတ်ဘူးလား။မင်းကအခုထိသူတို့နဲ့နေတော့လား။ငါ့ကိုလည်းဒီဂျပန်၄ယောက်နဲ့တူဂျန်နရီစောက်ချဖို့ထားခဲ့တာ။ ငါဂျန်နာရီစောင့်ရှောက်မယ်တောင်းဝင်ရှိတယ်။အခုမင်းယူသွားတဲ့ဂျန်နာရီပြန်ယူမလို့ငါတို့လာခဲ့တာ။အခုထုတ်ပြီးပြီတော့။ဒီပစ္စည်းတွေကဂျပန်နေပမာလူမျိုးကြီးစီကမတရားတက်ပြတ်လွတ်ရပြီးယူထားတဲ့ပစ္စည်းတွေတစ်တာတွေမှာအများကြီးပဲ။ဒုပီတူရီစီကမတရားတက်ပြတ်ခိုးယူလွတ်ရထားတာ။သူတို့ကိုယ်ပိုင်ပစ္စည်းဟုတ်ရဲ့လားမေးကြည့်ကြမှာကွာ။စကားပြန်ကဂျပန်လိုလှည့်ပြောတယ်ဂျပန်ကဒေါနီမော်နီပြန်ပြောတယ နားမလည်ဘူးသူတို့လက်ထင်းရောက်တဲ့ပစ္စည်းသူတို့ပိုင်တဲ့ပစ္စည်းတဲ့မာစတာကြီးကစိတ်ဆိုးနေတယ်ဒါဆိုငါလူရက်ခိုးယူလို့ငါလက်ထင်းရောက်လာတဲ့ပစ္စည်းဟာငါပစ္စည်းပေါ့ဘာပြန်ပေးကြလို့မလဲမင်းအသက်ခံရတော့မှာပဲဟေးငါအသက်တော့မခံမရစီလေမြတ်ထုံးကိုဂျပန်နေကတနန်းနေ့အစုပြုံချင်းလိုက်တယ်မြေပေါင်းများစွာကြာနေရ Rifle တနက်ကတရေစီပြီးကြီးထွက်လာရင်အခက် ဒါကြောင့်မြတ်ထွန်းလည်းစကားပြေကိုနှိမ့်သိမ့်ပြီးအိမ်ထဲဝင်လိုက်ပါရင်အပင်ကဆော့အထဲဝင်ယူလာအောင်ပဲစကားပြေကတူတောင်ဝင်အတိုင်းပြောလီတယ်မြတ်ထွန်းလည်းဘလောက်ကကြီးယူပြီးဘုရားရှင်ကိုသွားကတောက်တော်ကြီးကသုံးကတည်းကယူပြီးဘလောက်နဲ့တုံတင်လိုက်တယ်ညောင်ကြီးကယူပြီးလည်းတုံတက်လိုက်တယ်ခက်သက်သက်တကဝကထွက်လာပြီးအဲ့ဒီဘလောက်တွေကယူရီနဲ့အပြင်မှာရက်နေတဲ့တရေငေါးကောင်ကိုဝိုက်ပြီးပတ်လိုက်တယ် တရေဝဉ္ဇဉ်နေဖျားစင်ကတောက်တော်ကြီးနဲ့အထီတာနဲ့အော်ဟစ်ကရုတ်တရက်အပြောက်ကွယ်သွားလေဟွန်းတော်ပါသေးရဲ့တခိုးလက်ကသူ့ဝဲလူတာသူတို့ကပဲနှမြောင်းနေသေးတယ်ဂျမန်တရေတွေတကယ်လိုက်လာပဲသူတို့ခိုးဝှက်ထားတာကိုအတိပေးလိုက်လို့အတိတရားရရင်တော့ကောင်းပါရဲ့သူ့အထက်ကအရာရှိတွေရဲ့အမိန့်ကိုမလွန်ဆန်ဝင်လို့ထက်လာရင်တော့အခက်ပဲမဖြစ်ဘူးမဖြစ်ဘူးမနေ့ကရောင်းလို့ရသမျှရောင်းပလိုက်တော့မယ် အဲ့ဒီချိန်မှာဇနီးပြည့်သူနှုံးလာတယ်။ရှင်မိတ်သေးဘူးလား။လှုပ်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 နေဘာလုပ်နေရလဲ။မင်းအားရိလိုက်လာလို့ဟေး။ဟင်။အခုပဲမလဲ။ဟေးမင်းအိမ်မောကြနေလို့တော်သေးတယ်။ငါတို့ကိုဂျပန်တရဲလေးကောင်နဲ့စကံပြန်ပါတရဲကောင်လိုက်လာပြီးတော့ငါယူလာတဲ့ကျိုးတုံးကုန်းနဲ့ရွှေတုံးကိုလာတောင်းကြတယ်။ဟေးရှင်းပေးလိုက်လား။မင်းရင်မထဲမှာစမ်းကြည့်ပါလား။ ။စတိဖြစ်သူကအိတ်ရှော့လေးကိုဆွဲထုတ်ကြည့်လိုက်ရောအမလီရှိသေးတယ်။အခုသူတို့ဘယ်ရောက်သွားပြီလဲ။ပြန်သွားပြီလား။ငါပစ္စည်းယူပေးမယ်ဆိုပြီးဘုရားတောက်တော်ကြီးသုံးခန်းနဲ့ပန်းဝဲလေးကယူပြီးပေါင်းထည့်ပြီးတော့သူတို့၅ယောက်လုံးကိုစိုးကောင်ပတ်လိုက်တာ။အော်ဟေပြီးပျောက်သွားတာပဲ။ဘုရားမာတော်ပဲဘုရားမာတော်။အခုဘယ်ချိန်လောက်ရှိပြီလဲ။ငါအတင်းတနာရီနဲ့နှစ်နာရီတွင်ပဲရှိအောင်။ငါအိမ်မအောင်မိနေရမဟုတ်ဘူး။ ိမ်ပြင်မှာတရေကောင်းကောင်လို့တနက်ကိုစီနဲ့ရန်ရီဟာကိုတွေ့လိုက်တယ်။ခိုးထားတဲ့ပစ္စည်းကိုခိုးယူခဲ့တာပြန်မပေးဘူးလို့ပြောလိုက်ရောစိတ်ဆိုးပြီးတနက်တီနဲ့ဝိုင်းချင်ကြတာ။ငါ့ကိုတတ်မယ်လို့ကြိမ်ဝါသည်တယ်။သူတို့တနက်ကတကယ်ပြီးတီထွက်ပြီးတီမယ်တင်တယ်။ကဲအခုရှင်မသေးသေးဘူးလား။ဒီကားကြီးတီတီချာချာပြေးလာအောင်ပြန်အိတ်ကြမယ်။မနက်စောစောထဒီပစ္စည်းကိုရောက်ရစင်းနဲ့ရောင်းပြီးဘေးဝပြောင်းနေကြမယ်။ရောက်တာတိုင်းမထားလိုက်တိုင်းကိုမြတ်ထွန်းတော့လင်မယောင် ရတနာပွဲစားတစ်ယောက်နဲ့တွေ့ဆုံကရွှေတုံးကလေပြီးရောင်းလိုက်ရောက်သိန်းပေါင်းများစွာရလိုက်တယ်။ဒါကြောင့်ရွာကနေမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါရီ။ကိုမြတ်ထွန်းတို့လည်းဒီချိန်ကစပြီးမုတ်ဆိုးလုတ်ကိုယာတပ်ပန်ဆင်းလွတ်ပြီးကောင်းရောင်းကောင်းဝယ်လောက်ကင်စားတော့နေထိုင်ခဲ့လျော်တယ်။ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇန္နာလီကတော့ဇာယိသူဆရာအေကံမင်းရေးသားထားတဲ့ဝိညာဉ်ဆောင်တဲ့ရေနာဆိုတဲ့ဇန္နာလီပဲဖြစ်ပါရီ။ အားစီပေးကြတဲ့ပိတ်သက်တူတယောက်ချင်းဒီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရင်ဗျဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကုခန့်ပဲဖြစ်ပါရယ်ခင်ဗျာ